မာကြီးမားတဲ့အောင်မြင်မှုတွေရရှိနိုင်မှာပေါ့နော်လုပ်ငန်းအလုပ်ကိုင်းနဲ့လုပ်လုပ်ငန်းအလုပ်ကိုင်းနဲ့ပြီးတည်တာတဲ့အစဉ်ပြေမှုကိုရရှိမှာပေါ့နော်ရရှိနိုင်နေပေါ့စီးပွားရေးဘက်မှာဆိုရင်ပုံပုံတုတ်တက်ကောင်းမွန်လာမယ်လို့ဒါပြရတယ်အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ဆရာမြတ်ဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဆရာတို့ဒီလဝပြင်းရဲ့ဒီဇာတာပိကျုံအောင်ပေါ့နော် တနည်းအားဖြင့်ဆရာတို့ဒီလက်ညှိုးအောက်မှာပါတဲ့အမှတ်သားအကြောင်းလေးတွေကိုအစိုးကောင်းဒါမျှော်ပြီးမှဖြစ်ဖြစ်တယ်ပေါ့နော်။အဲကြောင့်ဆရာအခုဓမ္မဥဆုံးပုံမှန်ဆရာပြပေးထားသလိုခြားသာပြီးဂျိုကုံအောင်တနည်းအားဖြင့်ဆရာတို့ဒီလက်ညှိုးအောက်မှာငါးရုပ်အမှတ်သားပါရှိနေမယ်။အဲတော့ဒီလိုငါးရုပ်အမှတ်သားပါရှိနေရင်ဒီလိုလက္ခဏာရှင်တွေကသူတို့ရဲ့ဘဝမှာစီမံခန့်ခွဲမှုတွေနဲ့ပတ်သက်ပြီးတော့နာမည်ကျော်ကြားမှုရရှိနိုင်မယ်။နာမည်ရတတ်တယ်ပေါ့နော်။ ဘာသာရေးနဲ့ပတ်သက်ပြီးထင်ရှားနိုင်မယ်ဘာသာရေးအားပြုလုပ်ရလိမ့်မယ်လို့ပြတယ်ပေါ့နော်ဘာသာရေးနဲ့ပတ်သက်လို့ရှိရင်တို့ရဲ့တက်ဝင်ယုံကြည်မှုကအများတက်ပိုပြီးတော့အားသာကြတယ်ပေါ့နော်ဘာသာရေးအယူဆကောင်းသလိုဒီဒါတွေကနေပြီးတော့ပေါ့နော်ဟိုကိုယ့်ရဲ့ဒီစိတ်အတိဉဏ်အတိတရားတွေကပိုပြီးတော့ရနိုင်တယ်ကိုပြတယ်ပေါ့နော်အဲတခုရှိတာကဒီဟိုလုတ်တဲ့အပေါ်မှာမူတည်ပြီးတော့သူကနာမည်ရနိုင်တာမျိုးပြတယ်ပေါ့နော်နာမည်ပိုပြီးသူအလူအများပိုသိနိုင်တယ် ါတော့ပြတ်လာတယ်ပေါ့နော်ဟိုအဓိကတော့ကိုယ့်ရဲ့ဒီညံညာကြီးမားမှုနဲ့ဘုသူတ္တကျေဝါမှုတွေကိုကိုကပို့ပြီးလုံနိုင်တယ်ပေါ့နော်အများတက်ပို့ပြီးတော့လုံနိုင်တယ်အဲအများတက်တာတာလုံနိုင်တယ်လို့ဒါပြတယ်ပေါ့နော်တိတာတယ်ညံညာပိုင်းရရှိနိုင်တယ်လို့ဒါဒီ၅ရုပ်မှတ်သားပြပေးတယ်ပေါ့နော်နောက်ဆုံးပေါ့ဒီကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကနေအဲလူအများကြီးလေးစားမှုယူဆိုင်မှုတွေကိုကိုကရရှိနိုင်မယ်၅ရုပ်ကြောင့်အကျိုးပိုကောင်းစီမယ်လို့ဒါပြတယ် အားရနှစ်သက်စွာလောက်ကရင်တက်တဲ့သူလို့လည်းဒါပြပေးထားရပါတော့ဘာသာရေးဘုအားထည့်ပြီးလုပ်မယ်ဆိုရင်ဒီ9ရွယ်အကျိုးပါပို့ပြီးတော့ကောင်းနိုင်နေပါတော့နောက်အမှတ်သားတစ်ခုကတော့ဇာတ်တော့ဒီလက်ညှိုးအောက်ကပါတော့တနည်းပြချသာဘလို့ဂျုံအောင်ပါပုံမှန်ဇာတ်ပြပေးထားသလိုကျဲအမှတ်သားလေးပါမယ်ပါတော့တနည်းဖြစ်ပါတော့ကျဲအမှတ်သားလေးပါမယ်ဒီလိုကျဲအမှတ်သားလေးပါတဲ့လက္ခဏာရှင်ကတို့ရဲ့ဘဝမှာကြီးမားတဲ့အောင်မြင်မှုတွေရရှိနိုင်မယ်ပါတော့လုပ်ငန်းအလုပ်ကံနဲ့ လုပ်လုပ်ငန်းအလုပ်ကံနေပြီးတည်တာလဲအဆင်ပြေဖို့ရရှိမှာပေါ့နော်ရရှိနိုင်နေပေါ့စီးပွားရေးဘက်မှာဆိုရင်ပုံမတို့တက်ကောင်းမွန်လာမယ်လို့ဒါပြရတယ်ပေါ့နော်အဲကျေပုံလေးကကျေပုံတိုင်းဖြစ်ရမယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့အထောက်အကူသူ့အချိုးရလိမ့်မယ်နောက်တစ်ချက်ကဒီဒီလိုပေါ့နော်အမှတ်သားလက္ခဏာရှင်တွေကပေါ့နော်ဝန်ထမ်းဖြစ်ပါကသူကနေရာကောင်းရနိုင်တယ်နေရာကောင်းရနိုင်တယ်ယာတုတူယာတုပြောင်းလဲတာမျိုးတွေကိုဖြစ်စေတတ်တယ်ပေါ့နော်ကောင်းတဲ့နေရာညှင်းတဲ့နေရာကိုသူကရနိုင်တယ်ရရှိနိုင်တယ်လို့ပြတယ်ဘောကမှာတိုးတက်မှုတွေကိုအဓိက ရရှိနိုင်တယ်ပေါ့နော်ရှင်မန်းချက်ကြီးမားရှင်မန်းချက်ကြီးမားတတ်သူတွေဖြစ်တယ်တိုးတက်မှုကိုသဘောကျသူတွေဖြစ်စေတယ်ပေါ့နော်တမီးအဖြစ်ဟိုသူတို့ကအဲသူတို့ဘက်မှာအောင်မြင်အောင်လှုပ်ဆောင်နိုင်တဲ့အရာတွေရှိတာကိုပြတယ်ပေါ့နော်ဝင်နိုင်ပဲဖြစ်ဖြစ်ဒီကိုပိုင်စီးပွားရေးပုဂ္ဂလိကပဲဖြစ်ဖြစ်ပေါ့နော်။ဘာပဲလို့လို့သူတို့ရဲ့ဟိုမှာကြီးမားတဲ့ရင်မှန်းချက်အောင်မြင်မှုရှိတာကိုဒါပြရတယ်ပေါ့နော်။ဟိုတခုအားနေစီတာကသူတို့ပါပေါ့နော်။ဒီစိတ်ရှိမှုစိတ်ရှိတီးခံမှုအပိုင်းမှာနည်းငယ်အားနေတယ်ပေါ့နော်။ဒါလေးကတော့သတိပြုပါမယ်။ဒါတွေကနေကိုယ့်အတွက်ထိခိုက်စရာလေးတွေတော့ ဂျုံဝတ်တက်ဖြစ်စီနိုင်တယ်ဒါကိုပြပေးထားတယ်ပေါ့နော်ဒါကြောင့်ကိုကကိုရဲ့စိတ်ကဟိုတိခဏစိတ်ထားရှိဖို့လိုအပ်တယ်အရင်မထားရင်တော့မှပုံမှန်လောက်ရှိမယ်ဆိုရင်အဲတော်တော်သေးရလို့ပြောလို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ဆရာတို့ဒီကျန်သာပလီဂျူကုံပါပေါ့နော်တနည်းအားဖြင့်ဒီလက်ညှိုးအောက်မှာဆရာတို့ညောင်ရွက်ပုံစံအမှတ်သားလေးပါရှိနေတယ်ပေါ့နော်ဆရာပုံမှန်ပြပေးထားသလိုညောင်ရွက်ပုံစံအမှတ်သားလေးပါရှိနေတဲ့သူတွေဟာ တော်တော်လေးအကျိုးကောင်းတယ်ပေါ့နော်သူတို့ရဲ့ဒီဘဝတစ်ချောင်းလုံးမှာသူတို့ရဲ့ဒီကံအနေထားပေါ့နော်ကံထောက်ကောင်းနေမယ်သူတို့ကမြင်နေရတယ်အိမ်နေရတယ်ဒီအရာတွေနဲ့ပတ်သက်ပြီးတော့သူတို့ကအကျိုးပြုတယ်ပေါ့နော်အကျိုးပြုအဆက်တယ်သူတို့ရဲ့ဒီဟိုစုဆောင်းနိုင်မှုကလည်းတော်လီကောင်းတယ်ပေါ့နော်ဒီလိုလက္ခဏာရှင်တွေကတော်လီဟိုအာသာမှုထောက်ကူလေးတွေရှိတယ်ပေါ့နော်သူကဒီညောင်ရွက်ပုံစံအမှတ်သားပေါ့နော်ညောင်ရွက်ပုံစံအမှတ်သားကြောင့်သူ့ရဲ့ကံထောက်ကူအလွန်ကောင်းနေမယ်ကံရဲ့ အာတာမူသူရရှိနိုင်မယ်ပေါ့နော်ဟိုဒီပုံစံအမှတ်သားကြောက်တယ်သူရဲ့ဘဝမှာမြေနေရာအိမ်နေရာတွေကိုယူရရှိပိုင်ဆိုင်နိုင်မယ်နောက်ဆုံးပေါ့နော်နောက်ဆုံးသူရဲ့ဘဝဒီတစ်ချောင်းလုံးမှာပေါ့သူရဲ့ဒီကောင်းမှုအလှူတွေကောင်းတာတွေကိုသူအားပြုမယ်သူရဲ့ဒီတစ်ချောင်းလုံးမှာကိုသူရဲ့ဒီမိသားစုပေါ့နော်မိသားစုပဲဖြစ်ဖြစ်သူရဲ့ဒီအောက်လက် လူပေါ့နော်သူရဲ့အောက်ကဝင်နှမ်းပဲဖြစ်ဖြစ်အလို့သမားပဲဖြစ်ဒီလူအရာတွေကနေပြီးတော့သူ့ကိုပံ့ပိုးမှုကောင်းကောင်းပေးလိုက်မယ်ပေါ့နော်ရွှေရံများလိုက်မယ်ရွှေရံပေါ်လိုက်မယ်ဒါကိုပြရတယ်ပေါ့နော်အလူတန်းတွေလောက်ရတာဟိုဟိုဖျားဖျားတွေဖျားစီတီတွေတီထားရတာကိုးကွယ်ရတာဒီဟိုပေါ့နော်ပြန်ပြီးတိဆောက်ရတာတွေကိုလည်းသူပြန်ပြီးမုံမှန်ရတာမျိုးပေါ့နော်ဒါတွေလည်းသူလောက်ရလိုက်မယ်သူ့ဘဝမှာចောင်းနဲ့ပတ်သက်ပြီးဒီចောင်းကန် ဒါတွေကစသဖြင့်ပေါ့နော်သူအတွက်တော်လေးအထောက်အကူရနိုင်မယ်ပေါ့နော်သူကလည်းပို့ပြီးတော့အထောက်အကူပေးလိမ့်မယ်ဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့အတော်လေးကိုပေါ့ရောက်အောင်မြင်လိမ့်မယ်လို့ဒါပြရတယ်ပေါ့နော်တကယ်လို့ဒီလိုအမှတ်သားဟာညောင်ရွက်ပုံစံလေးဟိုပေါ့နော်ပုံစံအမှတ်သားတိုင်းပါရှိနိုင်မယ်ဆိုရင်ကျင်းစီပေါ့ရရှိနိုင်မယ်အမှတ်သားဖြစ်တယ်ပေါ့နော်မိတ်ဆွေတို့မှလည်းဒီလိုဒီအမှတ်သားလေးတွေကကိုယ်မှာပါလားမပါဘူးလားဆိုတာကိုတက်စီကြည့်လို့ရပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်